မင်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ12ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားနဲ့တရုတ်ရဲ့အကျိုးစီးပွားကထပ်တူကျနေတယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့သတင်းထိုင်းနဲ့ကမ်ဘောဒီးယားတို့တင်းမာမှုကိုနိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကတတိပေးခဲ့တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အောက်စားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံရဲ့အကျိုးစီးပွားနဲ့ တရုတ်ရဲ့အကျိုးစီးပွားကထပ်တူကျနေတယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားနဲ့တရုတ်ရဲ့အကျိုးစီးပွားကထပ်တူကျနေတယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကရာဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ်တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးဟာ85နှစ်မြောက်ရှိပြီဖြစ်ကြောင်းတရုတ်ရဲ့မြန်မာနိုင်ငံအပေါ်သဘောထားကို NASA ကကကြိုဆိုလက်ခံထားပါရယ်တရုတ်နဲ့မြန်မာဆက်ဆံရေးဟာပိုပြီးနီးကပ်လာသလိုနှစ်နိုင်ငံအကျိုးစီးပွားအလုံးဟာထပ်တူကျနေတယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကရာဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ်ဒါကြောင့်ဦးမြောင်မိုင်နဲ့အခုဆက်ရှိနော် 习近平主席的“一带一路”倡议，澳门人民和社会都给予了高度的评价和大力支持。罗，葡萄牙、塞舌尔、塞拉利昂，这些国家，阿里耶·拉克纳尼认为，小鸟、尼塔、亚洲尼塔、东卡尼塔，这些经济学家提出的一些经济金融、小鸟汇率。 ်တလီပြီးတလီပို့ကြတဖွဲ့ပြီးတဖွဲ့ပြကြတယ်ပြကြတယ်ဆိုတာအားလုံးကရက်တိကျက်တစ်ခုပေါ်မှာမြန်မာနိုင်ငံရဲ့အကျိုးစီးပွားနဲ့ဒီအကျိုးစီးပွားကထပ်တူကြနေ အဲ့ဒါတွေအားလုံးကနော်ကနာရုရှားမှာခြေချင်းပင်နဲ့ရမူကြီးတို့တွေ့ကြတဲ့အခါမှာမြန်မာနိုင်ငံရဲ့ချုပ်ချာနာတို့နော်အာမခန္ဓာတို့ဒီမှာကြည့်ရအောင်မြန်မာနိုင်ငံပြုကွေးမတော်ဘူးအတွက်ငင်းချမ်းမှုဖြစ်စဉ်လိုအပ်တာကိုနော်အဲ့ဒါလေးတွေနဲ့ဆက်ဆက်ပြီးမှတရုတ်ဒီအနည်းကဆုံးမိဘချင်းဖြစ်တဲ့အခါကျတော့မြန်မာနိုင်ငံတို့နိုင်ငံသားတွေအတွက်ကောင်းကျိုးလိုရာရောက်ဖို့အတွက် တန်ရည်သမန်ချင်းအောင်မြင်မှုလို့ပြောလို့ရတာပေါ့2020ခုနှစ် ဖေဖော်ဝါရီလရက်နေ့နောက်ပိုင်းဖြစ်ပေါ်ပြောင်းလဲသွားတဲ့မြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတရုတ်နိုင်ငံဟာထဲထဲဝင်ဝင်ပါဝင်ပသက်လာပြီးဩဇာလွှမ်းမိုးလျက်ရှိနေတယ်လို့စီးရင်းနဲ့နိုင်ငံရဲ့အကြက်ခတ်တွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံဟာတရုတ်ရဲ့အရှိန်အဝါကိုငိုရဲကစိုးရိမ်စိတ်ရှိထားပြီးသားဖြစ်တာကြောင့်တချို့အပိုင်းတွေမှာတရုတ်ကတော်တော်လေးထဲထဲဝင်ဝင် လွှမ်းမိုးလာတာကတော့အမှန်ဖြစ်ကြောင်းနိုင်ငံရဲ့လေလာသုံးသက်သူဒေါက်တာအောင်မျိုးကဆန်တိုင်းသတင်းဌာနကိုပြောပါတယ် မြန်မာပြည်ကပြုတ်ကဲလွှမ်းမှုမှုကို သမိုင်းအစဉ်ဆက်မှာတော့သူကလွှမ်းမှုမခံရအောင်တော့တက်နေတယ်များကြိုးစားခဲ့တာပေါ့နော်။တရုတ်ကတော့မွန်ဂိုတရုတ်ပဲဖြစ်ဖြစ်မင်းမင်းတရုတ်ပဲဖြစ်ဖြစ်ပေါ့နော်။မန်ချူပဲဖြစ်ဖြစ်ပေါ့။တရုတ်ကတော့ကျွန်တော်တို့ကကိုယ့်ရဲ့အင်အားကြီးတယ်လို့ကျွန်တော်တို့ကအလိုအမြဲတမ်းကျွန်တော်တို့ကယူဆထားတယ်လေ။အဲ့တော့တရုတ်ရဲ့အရှင်ကောင်ကကျွန်တော်တို့ကအစတည်းကစိုးရိမ်စိတ်ကတော့ရှိထားပြီးသားဖြစ်တယ်။သူ့အပိုင်းလေးတွေမှာတော့တော်တော်လေးထဲထဲဝင်ဝင်လွှမ်းမိုးလာတာတော့အမှန်ပါပဲ။ ပြောတာလေကျွန်တော်တို့ရှောင်းမုံညီလာကကျွန်တော်တို့ကတခုပဲရှိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကပြည်ရအောင်တိထောက်အောင်ပေါ့နော်အခုဘူဝါရပိုင်းဆိုင်ရာလွဲနေတာတွေတော့ကျွန်တော်တို့အားကြီးသွားတွေ့အဲ့ဒါဘာလဲဆိုတော့အဲ့ဒါပြည်ရအောင်မတိထောက်ကိုယ်နိုင်ငံရေးကွဲပြားမှုတွေကိုပြန်ပြီးတော့အစည်းအဝေးတွေတော့အောင်အဲ့ဒါပြည်သူတွေမပြတ်တာတွေကဘာတွေလဲနောက်စဲန်းသားတွေမပြတ်တာတွေကဘာတွေလဲဒါတွေကိုကျွန်တော်အဖြေရှာအဖြေရှာပြီးလဲကျွန်တော်တို့ကဒီလိုမျိုးကျွန်တော်တို့ကဒန်းမျိုးတွေဆက်ဆက်တယ် အဲ့လိုတော့ကွဲပြားနေတော့လေကျွန်တော်တို့ကတော့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဆိုပြီးတော့ပဲကျွန်တော်မျက်ချူတွေးနေရတယ်အဲသဘောရှာတော့ဖြစ်ချင်းမဖြစ်ချင်းမုံ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 ပြည့်ကိုတော့အလေးထားပြီးဆက်ဆံရမယ်ဆိုတော့သဘောတော့ပေါက်တယ်မြန်မာနိုင်ငံရဲ့ဂျန်ကြားရေးမူဝါဒမှာလည်းပြည့်ကိုကျွန်တော်ထက်တွေ့ရမယ်တော်တော်လောက်ကိုလည်းအလျှော့ပေးရမယ်လို့ကျွန်တော်လက်ခံထားတယ်ပေါ့ လက်ရှိမြန်မာနိုင်ငံမှာတရုတ်ဟာမြန်မာတပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်၃ဘွဲ MNDAA AA DNNA ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်တန့်ရေးဖိအားပေးပြီးဇာဝင်စစ်ဆက်ညှိနှိုင်းပေးနေတယ်လို့မြောက်ပိုင်း၃ဘွဲကထိန်ချုပ်ထားတဲ့မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာမြို့တွေမြန်မာတပ်မတော်ထံပြန်လည်ပေးဖို့လည်းဖိအားပေးလျက်ရှိပါတယ်။အဲ့ဒီအပြင်မြန်မာနိုင်ငံအတွင်းရှိတရုတ်လူမျိုးတွေတရုတ်ကုမ္ပဏီတွေနဲ့ဝန်ထမ်းတွေတရုတ်စီမံကိန်းတွေ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေလုံခြုံစေချစေဖို့ဆောင်ရွက်ပေးရမယ်လို့နာဆာကဥက္ကရာဝဂျုံမူကြီးမင်းအောင်လိုင်းနဲ့2025ခုနှစ်မေလကရုရှားနိုင်ငံမှာတွေ့ဆုံစဉ်တရုတ်သမ္မတရှီကျင်းဖင်ကပြောကြားခဲ့တာဖြစ်ပါတယ်စကိုင်းပြည်နယ်မှာနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့စကိုင်းတိုင်းရင်းသားများပါတီ RMB ဟာ2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲကိုလက်ရှိအနေထားအရ ဝင်ရောက်ရှင်ပြိုင်နိုင်ဝယ်မရှိဘူးလို့ပါတီတီထောင်သူဥပရှင်ကပြောဆိုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကနိုင်ငံရေးပါတီတစ်တခုဖြစ်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNB ဟာ2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲကိုလက်ရှိအနေအထားအရဝင်ရောက်ရှင်ပြိုင်နိုင်ပွဲမရှိဘူးလို့ပါတီတီထောင်သူဥပရှင်က CNN သတင်းဌာနကိုပြောပါရယ်။ရခိုင်တိုင်းရင်းသားများပါတီ RNB ကိုတီထောင်ခွင့်ကို ပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဇွန်လ9ရက်ကခွင့်ပြုကြောင်းထုတ်ပြန်ခဲ့တာပါဒါပေမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကိုမှတ်ပုံတင်ခွင့်ဟောင်းမေလ9ရက်နေ့မှာပြီးဆုံးသွားခဲ့ကရွေးကောက်ပွဲမတိုင်ခင်မှာပါတီမှတ်ပုံတင်ခွင့်နေထပ်မံခွင့်ပြုပေးနိုင်ပွဲမရှိနိုင်ကြောင်းရခိုင်တိုင်းရင်းသားများပါတီ INP တီထောင်သူဥပရှင်က CNN သတင်းဌာနကိုပြောပါတယ်ရှိမှုရှိမှုရှာပဲအငယ်ရောကအငယ်ရံကိုရောက်တဲ့အခါကြည့်ရပါဘောအင်တာနက်ဒီမှာဘာကြီးဘာကြီး ်ငွေကြေးရည်ပါကြီးပါကြတဲ့ဥပဒေလေးဥပဒေကြီးကိုအမေရိကန်လိုက်လာပြီးတော့ဘယ်လောက်ထိအမေရိကန်မှာကျောင်းဆောင်ရရှိမလဲ။အထောက်အကျေးရေးသားပွဲမှာရောအဲ့လိုအမေရိကန်မတွေ့မိဘူးလို့ထင်တာပဲ။နောက်ထောင်ဆွေးရေးသားပွဲအလွန်မှာပါဒီ NLD ကိုတောက်ဖို့တည်ပြီးတော့ဒီကပွဲကြက်ပြားရေးသားပွဲတွေမှာဝင်လာတာတွေ့ရတယ်။အော်ဒါကယူဝီစီရဲ့သဘောထားတဲ့ဆိုင်တာအာနာရလာမဲ့ အချိုးရရဲ့သဘောထားလူတို့မခုနဲ့တော့တိုက်ရဲ့အချိုးပြမယ်လို့ထင်တာပဲ။ဘာဒီဖတ်မှုတင်ဖဲရမှာဘာဒီရဒီလိုရမှာအခုကဘာဒီရဒီလိုသူကပြရမှာမဟုတ်တာ။ဘာဒီထောင်းမယ်ဆိုရင်ခင်ဗျားတို့ဘာဒီထောင်းပြရရလို့ပြောရတာပဲ။အဲ့ဒီဒီညဦးဘူဒီပြတန်းတရဲ့အချက်လက်တွေအများကြီးအများကြီးရှိရပဲအဲ့ဒါကြီးကိုအမေတို့ကတိုက်နာပြီးတော့ဆောင်ရွက်ပေးရမှာမေလ9ရက်နေ့ကနောက်ဆုံးတက်မှလိုက်တဲ့ချိန်လေဒီနောက်ပိုင်းမှာတော့ရေကောက်ပွဲကြီးပါပြီးတဲ့ခါလေး တက်ပြီးတော့ဗာလီလေးရှောက်ထားရတယ်တော့တစ်ချိန်ယူတော့ဝယ်ပြီးမှလည်းအဲ့လိုလုံတာရေးတူးခဲ့ရဒီ energy ရောပုံတွေပြန်ကျင်းပြီးတော့ယူတော့ဝယ်ရဝင်လာရတယ်ဆိုရင်သူက1000ကျော်က energy ကယူတော့ဟိုဒီဟိုအဲဆေးဘောမှာရှိတဲ့နိုင်ငံရေးဗာလီမှာမဟုတ်တာဆေးဘောမှာမြေဦးတွေပြရခိုင်တိုင်းရင်းသားများပါတီ INP ကိုဧပြီလ10ရက်နေ့မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ပြီးနှစ်လကြာမှပြည်သူ့ရွေးကောက်ပွဲကော်မရှင် UEC ကခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ခွင့်ပြုချက်ရရှိတဲ့နေ့ကစပြီးရပ်ပေါင်း30အတွင်းနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ9နဲ့အညီရွေးကောက်ပွဲကော်မရှင်ထံကိုနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်လျှောက်ထားရမယ်လို့ပြဋ္ဌာန်းထားပါတယ်။လက်ရှိမှာရခိုင်တိုင်းရင်းသားများပါတီ INB ဟာပါတီဝင်အင်အားမရှိသေးသလိုပါတီမူဝါဒတွေလည်းမချမှတ်ရသေးဘူးလို့ပါတီတီထောင်သူဥပရှင်က CNN သတင်းဌာနကိုပြောပါရယ် အဲ့ဒါဘာနီမာဘာနီမူဝါရီကိုဘာနီမာဘုံတွေကိုရှောက်တဲ့အခါအဲ့အရာကိုအကုန်လုံးယူယူတင်ပြရမှာပဲအဲ့ကအမေတို့ကအပြည့်စုံပါလာမှာပေါ့အမေတို့ကဘာဒီရှိအောင်မရှောက်ထားတဲ့လူတွေဒီလေချွေးနေပြီးတော့အခုဒါတွေကိုသူတွေဘာဒီရဲ့မူဝါဒလုံးဝရင်းနေဖြစ်နေတတ်မှတ်ကြပြီးဆိုရင်အဲ့ဒီတတ်မှတ်တဲ့အားကြီးကိုယူယူတင်ပြရမှာပေါ့အဲ့ဒီတတ်မှတ်ပြလိုက်တဲ့အားကိုယူရှိရ သဘောကြားတဲ့ဟာရင်းရှိရောရှိမယ်သဘောမကြားတဲ့ဟာရင်းရှိပြီးတော့ဒါဒီဘာညာလူပြောကောင်းလေးပြောပါတော့အဲ့လိုပြောသူရှိတဲ့အငယ်တို့ကဒါဒီပြပြီးတော့သူတို့ရှိချက်တွေအမယ်အဲ့ဒါကြီးပေါ်လာတဲ့အငယ်တို့ကဒါဒီချက်ဒီကောင်းရဲ့သူကကိုယ်ကလူကြီးနဲ့လို့သူကလောက်ပါတော့တယ်လေရခိုင်တိုင်းရင်းသားများပါတီ INB ကိုတည်ထောင်သူဥပရှိဟံအရင်ကရခိုင်မျိုးသားပါတီ AMP မှာမူဝါဒရေးရာဦးဆောင်ကော်မတီဝင်တဦးဖြစ်ပြီးကြောက်ဖြူမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်ပါတယ် လက်ရှိမှာရခိုင်ပြည်နယ်မှာရခိုင်ဥဆောင်ပါတီ AFP နဲ့ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP မြို့တိုင်းရင်းသားပါတီခမည်မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဟာ UEC မှာမှတ်ပုံတင်ခွင့်ပြုထားတဲ့ပါတီတွေဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့တင်းမာမှုကိုနိုင်ငံတကာလေးလာစောင့်ကြည့်သူတွေကသတိပေးခဲ့တဲ့ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံကမ္ဘောဒီးယားနယ်စပ်မှာတင်းမာမှုတွေမြင့်တက်နေချိန်ကနိုင်ငံတကာလေးလံဆောင်ကြည့်သူတွေကသတိပေးခဲ့ကြောင်း The Nation မှာဖော်ပြခဲ့ပါတယ်။ကမ္ဘောဒီးယားကထိုင်းနဲ့အငင်းပွားကိစ္စကို နိုင်ငံတကာတရားရုံ ICJ ကိုတင်ဖို့စီစဉ်နေပြီးထိုင်းနိုင်ငံကနှစ်နိုင်ငံဆွေးနွေးမှုတွေနဲ့အဖြေရှာဖို့ပြောကြားနေပါတယ်။နှစ်နိုင်ငံကြားနယ်စပ်ဒေသရှိစစ်သားတွေကိုရုပ်သိမ်းဖို့သဘောတူညီချက်ရရှိခဲ့သည့်တိုင်နှစ်နိုင်ငံစစ်တပ်ကြားအလျှော့ပေးတဲ့အရေးလက္ခဏာမျိုးမရှိခဲ့ပဲအချိန်အနည်းဟာအချိန်ပြေးပေါက်ကွဲနိုင်တယ်လို့နိုင်ငံတကာမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ ICJ ကိုတင်မဲ့ကမ်ဘောဒီးယားရဲ့ဆုံးဖြတ်ချက်ကိုထိုင်းဘက်ကသဘောမတူပဲနှစ်နိုင်ငံဆွေးနွေးညီနိုင်မယ်ဟုပြောကြားနေခြင်းကရင်းကျန်းစွာအဖြေရှာမဲ့လုပ်ငန်းစဉ်ကိုပုံမှုရှုပ်ထွေးစေခဲ့ပါတယ်။မေလ28ရက်ကထိုင်း နဲ့ကမ်ဘောဒီးယားနယ်စပ်မှာနှစ်နိုင်ငံစစ်သားတွေကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာစပြီးနယ်စပ်ဒေသပြည်ပကဟာပုံမှုအချိန်မြင့်တင်ခဲ့ပါတယ်ဒီဖြစ်ရဲ့ကြောင့်နယ်စပ်ဒေသမှာစစ်သားတွေကိုတိုးမြင့်ချထားတာဖြစ်တယ်လို့ထိုင်းနဲ့ကမ်ဘောဒီးယားအစိုးရတို့ကထုတ်ပြန်ခဲ့ပါတယ်အဲဒီနောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းဖို့လိုအပ်တယ်လို့စစ်သားတွေဖြန့်ကျက်ချထားတာဖြစ်တယ်လို့နှစ်နိုင်ငံစလုံးကပြောကြားခဲ့ပါတယ်ထိုင်းတော်ဝင်စစ်တပ်ဟာအချိန်နေဆိုးရွားလာတဲ့အချိန်မှာအစင်းမြင့်စစ်စင်ရေးတွေအတွက်အသင်းအနေထားပြင်ဆင်ထားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်ကမ်ဘောဒီးယားကလည်း ထိုင်းနဲ့ပိုင်ဆိုင်မှုအငင်းပွားနေတဲ့လက်ဆက်ဒေတာလေးခုအတွက် ANCJ ကိုတင်မယ်လို့ကြေညာခဲ့ပြီးတာတမန်ရေးရနဲ့ထိုးစစ်ဆင်လျက်ရှိပါတယ်။ထိုင်းကလည်းလက်ဆက်အငင်းပွားမှုနဲ့ပတ်သက်ပြီး ANCJ ရဲ့ဆုံးဖြတ်ချက်ကိုအတိမတ်ပြုဖို့ဆက်လက်ညှင်းဆန့်လျက်ရှိပါတယ်။လက်ရှိမှာတင်းမာမှုတွေကိုရှင်းချဖို့ထိုင်းနဲ့ကမ္ဘောဒီးယားအစိုးရကစစ်သားတွေကိုရုတ်သိမ်းဖို့တဘောတူခဲ့ပေမဲ့လည်းအနာဂတ်မှာထိတိုက်တွေ့မယ့်အလားအလာအတွက်အာမခံချက်မရှိသေးဘူးလို့ကြမ်းကြင်သူတွေကပြောကြားခဲ့ပါတယ်။ ဖက်စီဘိတ်သမုတ်တရားမှာတရုတ်လေရင်တင်သင်္ဘောနှစ်စင်းစီးရဲလှူရှားမှုတွေပြုလုပ်နေစဉ်ဟာတရုတ်ရဲ့နေချက်ဝါဒရည်ရွယ်ချက်ကိုပြသခြင်းဖြစ်တယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးကပြောဆိုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ဖက်စီဘိတ်သမုတ်တရားမှာတရုတ်လေရင်တင်သင်္ဘောနှစ်စင်းစီးရဲလှူရှားမှုတွေပြုလုပ်နေတာကိုပထမဆုံးအကြိမ်ဖြစ်တွေ့ရှိခဲ့ပြီးဒီလှူရှားမှုတွေဟာတရုတ်ရဲ့နေချက်ဝါဒရည်ရွယ်ချက်ကိုပြသနေတာဖြစ်တယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဝယ်လင်တန်ကူးက ဇွန်လ17ရက်မှာပြောကြားခဲ့တယ်လို့ဗိုက်တာမှဖော်ပြခဲ့ပါတယ်။တရုတ်လေရင်တင်သင်းမောတွေလှုပ်ရှားမောင်းနေနေတာဟာတရုတ်ဒီသူ့ရဲ့နေဆက်တွေထက်ကျော်လွန်ပြီးစစ်ရေးစမ်းဆောင်ရည်တွေကိုချန့်ထွင်နေတဲ့ရည်ရွယ်ချက်ကို ပြသနေတာဖြစ်တယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဂျန်နာဂါတာနီကလည်းဇွန်လ10ရက်မှာပြောကြားခဲ့ပါတယ်။ဂျပန်၊ထိုင်ဝမ်နဲ့ဖိလစ်ပိုင်ကျွန်းစုတွေပါဝင်တဲ့ပထမကျွန်းစုအတွဲကိုဖြတ်တန်းပြီးဂျပန် ဂူဝမ်နဲ့အင်ဒိုနီးရှားကျွန်းစုတွေပါဝင်တဲ့ဒုတိယကျွန်းစုအတွဲကိုဝင်ရောက်မှုဟာတရုတ်ရဲ့နိုင်ငံရေးအမှားစကားတစ်ခုဖြစ်ပြီးနယ်မြေချဲ့ထွင်လိုတဲ့ရည်ရွယ်ချက်ကိုမြင်တွေ့နိုင်တယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။တရုတ်ပြည်မကြီးရဲ့ကမ်းလွန်နဲ့ပုံမဝေးကွာတဲ့ရေပြင်တွေမှာစစ်ရေးလှုပ်ရှားမှုတွေကိုပြုလုပ်နိုင်စွမ်းရှိတယ်လို့ပြသနေတဲ့တရုတ်ရေတပ်ကလည်းသူ့ရဲ့လေရင်တင်သင်္ဘောတွေဟာမြေတိနိုင်ငံမြေတိဒေသကိုမှ ပြင်းပထားတာမဟုတ်ပဲလူရုပ်လုံစဉ်လေ့ကျင့်မှုတာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ထိုင်ဝမ်ဟာတရုတ်ရဲ့စီရေးလေ့ကျင့်မှုတွေနဲ့ကင်းလဲမှုတွေအပါအဝင်တရုတ်ရဲ့စီရေးလှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ထိုင်ဝမ်စစ်တပ်ကလည်းတရုတ်ပြည်သူလူမျိုးရေးတက်မတော် PLA ကိုရင်ဆိုင်နိုင်ဖို့လက်နက်တွေကိုအဆင့်မြင့်တင်မွမ်းမံလျက်ရှိပါတယ်။အမေရိကန်ထံကအော်ရာမာယူထားတဲ့လော့ဟီမာတင် F-16V တိုက်လေယာဉ်66စင်းအနက်ဆယ်စင်းကျော်ဟာအခုနှစ်တွင်ရောက်ရှိလာမှာဖြစ်ပြီး ကြံလေရင်တွေဟာ2026ခုနှစ်မှာရောက်ရှိလာနိုင်မယ်လို့ထိုင်ဝမ်လေတပ်ရဲ့စီးဦးစီးချုပ်လီချင်းကျန်က ပြောကြားခဲ့ပါတယ်။ပြီးခဲ့လကပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ2026ခုနှစ်အတွင်းတိုက်လေရင်တွေပိုပေးနိုင်နိုင်မယ်လို့အမေရိကန်ဘက်ကပြောကြားခဲ့ပါတယ်။အခုနှစ်ထဲမှာလည်းလေရင်၁၀စင်းကျော်လောက်ပိုပေးနိုင်နိုင်မယ်လို့ပြောပါတယ်လို့လီကပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ဟာတရုတ်ရဲ့ဂျေတွန်ဒီကိုပြောက်တိုက်လေရင်အပါအဝင် တရုတ်လေတပ်ကိုပုံမကောင်းမွန်စွာရင်ဆိုင်နိုင်ဖို့ခင်းပြီးလက်နက်တွေနဲ့ရေဒါစနစ်တွေတပ်ဆင်ထားတဲ့တိုက်လေယာဉ်တွေရရှိရန်နှောင့်နှေးကြမ်းကြမှုတွေနဲ့ပတ်သက်ပြီးအမေရိကန်ကိုစောတကတက်ခဲ့ပါတယ်။မေလကလည်းတရုတ်ဟာအရှေ့အာရှရေပြင်တွေမှာရေတပ်နဲ့ကမ်းခြေဆောင်တပ်ဖွဲ့တင်မောအများပြားကိုဆီလွတ်ပြီးအင်အားပြခဲ့တယ်လို့ဒေတာတွင်နိုင်ငံတွေကစိုးရိမ်နေကြတယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ လော့အင်ဂျလီမြို့မှာညမထွက်ရအမိတ်ထုတ်ပြန်ခဲ့ပြီးယာနဲ့ချီတဲ့အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေရောက်ရှိလာခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိတ်နဲ့ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ကယ်လီဖိုးနီးယားပြည်နယ်လော့အင်ဂျလီမြို့ကိုညမထွက်ရအမိတ်ထုတ်ခဲ့ပြီးယာနဲ့ချီတဲ့အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေရောက်ရှိလာခဲ့တဲ့ ဆောက်ချိုင်းနာမော်နင်းပို့မှာဖော်ပြခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နျူဆန်ကမူဒီမိုကရေစီကတိုက်ခိုက်ခံနေရကြောင်းသတိပေးခဲ့ပြီးအမေရိကန်ရဲ့ဒုတိယအကြီးဆုံးမျိုးဖြစ်တဲ့လော့အင်ဂျယ်လီမှာတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။အမေရိကန်လူဝင်မှုနဲ့အကောက်ခွန်ရရှိတွေကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုဝင်ရောက်စီးနှင်းဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီးနောက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ကဇွန်လ10ရက်နေ့ဟာဆန္ဒပြမှုတွေဖြစ်ပေါ်တဲ့9ရက်မြောက်နေ့ဖြစ်လာခဲ့ပါတယ်။ဒီဆန္ဒပြမှုတွေကိုနှိမ်နင်းဖို့အမျိုးသားအဆောင်တပ်ဖွဲ့နဲ့မရင်းတပ်တွေစီလုပ်ခဲ့တဲ့ ထရန့်ရဲ့ထူးဆန်းတဲ့စီမံချက်တွေကြောင့်အခြားမျိုးတွေမှာလည်းဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ထရန့်နဲ့နယူဆန်တို့ကြားအပြန်အလှန်ဝေဖန်ပြစ်တင်မှုတွေဖြစ်ပွားနေချိန်မှာလော့အင်ဂျလီမျိုးတော်ဝင်ကာယန်ဘတ်စကမူဆန္ဒပြမှုတွေဟာမျိုးရဲရှိလမ်းငါလမ်းခန့်မှာအကန့်အသတ်ဖြစ်တာဖြစ်ပွားနေတယ်လို့ပြောကြခဲ့ပါတယ်။အဲဒီနောက်အကြမ်းဖက်မှုတွေနဲ့လူရဲမှုတွေဖြစ်နေတယ်လို့မျိုးလေကောင်ရဲ့အချို့နေရာတွေမှာကာဖျူးမိတ်ထုတ်ပြန်ထားပါတယ်။အချို့အဖွဲ့တွေဟာကာဖျူးမိတ်ထုတ်ပြန်ထားသည့်အချိန်လမ်းတွေပေါ်မှာဆက်ရှိနေတယ်လို့ လူများပြားကိုလည်းဖမ်းဆီးခဲ့ရတယ်လို့ရဲတပ်ဖွဲ့ကပြောကြခဲ့ပါတယ်။ဇွန်လ10ရက်ကစာနာပြသူ169ဦးဖမ်းဆီးခံခဲ့ရပြီးဒီရတဟာအရင်ဖမ်းဆီးထားသူစုစုပေါင်းရဲ့နှစ်ဆခန့်ပုံပုံများပြားလာခဲ့ပါတယ်။ဒီမိုကရက်တစ်ခေါင်းဆောင်တွေကမူနိုင်ငံတွင်းတရားမဝင်နေထိုင်နေတဲ့ရွှေပြောင်းတွေကိုနေရပြန်ဖို့မဲ့ထရန့်အစိုးရရဲ့အားထုတ်ကြိုးပမ်းမှုတွေကြောင့်တင်းမာမှုအခြေအနေဟာပေါက်ကွဲလူနီးပါးဖြစ်လာခဲ့ပြီးနိုင်ငံတော်အဆင့်အကြက်တဲတခုဖြစ်ပွားလာမှာကိုစိုးရိမ်နေကြပါတယ်။ ကယ်လီဖိုးနီးယားကပထမဆုံးပြည်နယ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ပြည်နယ်တစ်ခုတည်းပဲမဟုတ်ပါဘူးနောက်ထပ်ပြည်နယ်တွေမှာလည်းအခုလိုဖြစ်လာပါလိမ့်မယ်ပြီးတော့ဒီမိုကရေစီကလည်းတိုက်ခိုက်ခံနေရပါတယ်အခုအချိန်တွေကိုစိုးရိမ်ရပါတယ်ဟုကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးညူဆန်ကပြောကြားခဲ့ပါတယ် CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အခစားသတင်းကိုတင်ဆက်ပေးပါမယ်။ ဆွေဒင်တိုက်စစ်မှု Yogi Yes ကိုဒီနေရာဒီမှာယူရိုတန်း90နဲ့ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ Sporting Lisbon အသင်းဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်။တရင်အပြည့်စုံကိုရှုစားလိုက်ရအောင်ပါ။ ယူနိုက်တက်နဲ့အာဆင်နယ်သင်းရဲ့ပြင်ပဖြစ်တဲ့ဆွေရင်တိုက်စစ်မှုယူဂရက်ကိုဒီနေရာဒီမှာယူအသန်း80နဲ့ထောက်ခွာခွင့်ပေးမှာမဟုတ်လို့ Sporting Lisbon သင်းအုပ်တာ Varandas ကပြောခဲ့ပါဗါး Varandas ကသူဟာယူအသန်း60 plus ယူ70နဲ့ထောက်ခွာမှာမဟုတ်ဘူးဆိုတာကျွန်တော်အားမခံနိုင်ပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်ဒါကိုဘယ်တော့မှကတိမပေးခဲ့လို့ပါ။အေဂျင့်ကစားနေတဲ့ပွဲကအခြေအနေကိုပို့ပြီးစိုးသွားစေပါတယ်။စပိုတင်တဲ့ဟာယိုဂရက်တွေကလည်းမှုအခုတိမရှိသေးလို့ပြည်ရည်ရာဒီကလည်းမရှိခဲ့ပါဘူးကျွန်တော်တို့ကသူ့အတွက်ယူအသန်းတရာမတောင်းမှုဆိုတာအာမခံနိုင်တယ်လို့ပြောခဲ့တာပါ ဆိုရင်းလစ်ဘောတင်တယ်2028ခုနှစ်ဒီစာချုပ်ရှိနေတဲ့ယူဂရက်ဆက်စာချုပ်ထဲမှာစာချုပ်ဖြတ်သိမ်းခြင်းယူတန်းတရားပါဝင်နေတာဖြစ်ပါတယ်ယူဂရက်ဆာပြီးခဲ့တဲ့ရာသီကဆိုရင်းလစ်ဘောတင်မှာဆက်ပြီးရှိခဲ့တာကြောင့်သူ့ကိုလာမယ့်နေရာဒီမှာယူတန်း90နဲ့ထွက်ခွာခွင့်ပေးဖို့သူနဲ့အသင်းတို့ကြားမှာသဘောတူညီမှုရရှိခဲ့တယ်လို့သတင်းတွေထွက်ခဲ့တာပါဒါပေမဲ့ Sporting Lisbon အသင်းကဒီပမာဏနဲ့ပိုပြီးလိုချင်နေတာကြောင့်ယူဂရက်ဆာအသင်းကိုဒေါသထွက်နေလို့ပေါ်တူဂီသတင်းတွေမှာဖော်ပြထားပါတယ် Sporting Lisbon အသင်းအုပ်ထပ် Varandas ကတော့သူတို့ဟာယူဂရက်ကိုယူတန်း90နဲ့ထွက်ခွာခွင့်ပေးဖို့ကတိမပေးထားကြောင်းနဲ့စာချုပ်ဖြတ်သိမ်းခြင်းအတိုင်းအပြည့်အဝမတောင်းဆို ဖို့ကိုသာကတိပေးထားတယ်လို့ပြောကြတာပါ၂၀23ခုနှစ်အနွေအားဒီကကိုဗင်ထရီတင်းကနေရောက်ရှိလာခဲ့တဲ့ယောဂီရက်စာစပိုလီလစ်စပေါ်တဲ့အနေအားဒီတွင်ပြိုင်ပွဲဆုံးတရားနှစ်ပွဲကစားထားပြီး68ခုသွင်းထုတ်ထားပါတယ်ယောဂီရက်ဆက်ကိုသွင်းတော့ကြောင်းပြီးခဲ့ရာဒီကတိုက်စစ်ပိုင်းအားနေခဲ့တဲ့ United နဲ့ Arsenal တင်းတို့ဟာသူ့ကိုအနွေအားဒီပြောင်းရွှေ့မှာခေါ်ယူနိုင်မှုကြိုးပမ်းနေကြတာဖြစ်ပါတယ် CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ12ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။